အလုံးမင်းမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စစ်ကောင်စီက196ဘီလီယံတန်ချိန်ရှိမွေးရည်စေဝါဖန်စီရရှိမှုမှာအာရကတက်တော်အေးရဲ့စစ်ပွားရေးတာဝန်ခံကပါဝင်လှုပ်ဆောင်နေတယ်လို့ဆွဆွဲပြောကြားထားတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့ထုတ်စစ်ကောင်စီသတင်းစာမှာ96ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးရည်စေဝါတွေနဲ့အတူလူ14ယောက်ကိုရန်ကုန်မှာဖမ်းမိတယ်လို့ရေးသားဖော်ပြပါတယ်။ဒါဟာ ရှမ်းပြည်ဝကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသပန်းစံမြို့မှာနေထိုင်တဲ့ကိုဒမောင်ဝင်းရဲ့အစီအမံနဲ့လှုပ်ဆောင်တာလို့စစ်ကောင်စီကဆက်ဆွဲပြောဆိုပါတယ်။သူစီကမြစ်ဖြားခံပြီးရန်ကုန်တိုင်းအတွင်းအစစ်စစ်ချိတ်ဆက်ရောင်းချသူတွေအပြင်ရန်ကုန်ကတစင်မလေးရှားပင်လယ်ပြင်ကိုပါချိတ်ဆက်ရောင်းမဲ့သူတွေဖောက်ထုတ်ဖမ်းဆီးရမိကြတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကထုတ်ကြားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီက ခေါင်းဆောင်လို့တစိုက်ခတ်ထားတဲ့ကိုတမဝင်းအပါဝင်အေးရင်စီးပွားရေးတာဝန်ခံကိုရဲဝင်းခါကိုကျော်စိုးလင်းနဲ့ဇနီးဖြစ်သူမတ်တီတော်မြင့်တို့ကို မဖမ်းနိုင်သေးပါဘူး။မွေးရေးစေဝါအသက်ယူပို့ဆောင်ရေးထဲမှာပါဝင်သူ၁၄ဦးကိုပဲရန်ကုန်တိုင်းကတောင်တကုန်းမြောက်တကုန်းစိတ်ကြီးခနောင်တို့တာဂီတာနဲ့မြောက်ကလာပါမြို့နယ်တို့မှာဖူးရေးစေဝါတွေအပါအဝင်မော်တော်ယာဉ်တွေဆက်လီတွေပါတင်စီရမိတယ်လို့ဖော်ပြထားပါတယ်။ အေးစီဝါရီတာဝန်ခံတဲ့ဇနီးတို့ဟာရန်ကုန်ကတစင်မလေးရှားပင်လယ်ရေပြင်ကိုဒီစီဝါရီရောင်းချဖို့အတွက်လှုပ်ဆောင်တာလို့စစ်ကောင်စီကဆက်ဆွဲပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်ပြီးအေးပြောခွင့်ရသူဦးခိုင်ဒုခကမဟုတ်ချောင်းညှင်းဆိုထားတယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ် UNLA ဘက်ကလည်းတရားဝင်စာထုတ်ပြီးညင်ထားပါတယ်။ဒါဟာအေးကိုကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းအပါအဝင်အနေချင်းနိုင်ငံကအတိအမတ်ပြုဆက်ဆံလာခြင်းနိုင်ငံရေးအပုတ်ချမှုတစ်ခုအနေနဲ့ဆက်ဆွဲပြောဆိုတာလို့သူကပြောထားပါတယ်။ မြန်မာနိုင်ငံအတွင်းမူရင်စေဝါဖြန့်ဖြူးနေတာစက်ကောင်စီဗိုလ်ချုပ်တွေနဲ့ပြည်သူဆက်သွယ်တာဖြစ်တယ်လို့လည်းဥက္ကဋ္ဌကပြောထားပါဗျ။စက်ကောင်စီရဲ့သတင်းစာအတွင်း AAC ဗိုလ်ရေးတာဝန်ခံဇနီးမောင်နဲ့ဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်တို့မှာမော်တော်ယာဉ်ဂိတ်တွေဖွင့်လှစ်ထားပြီးခီးတဲ့တင်မှန်လုံရင်16စီးနဲ့မူရင်စေအသေးယူပို့ဆောင်နေတယ်လို့မော်တော်ယာဉ်ပုံနေတဲ့ကွာဖော်ပြခဲ့ပါဗျ။ ဒီမူရေးစေဝါကတင်စီရမယ့်ငွေကြေးအကျိုးအမြတ်တွေပိုင်ဆိုင်မှုတွေကိုပြည်သူ့ဗန္နာအဖြစ်တင်စီနိုင်ဖို့အတွက်ငွေကြေးခွာခြားမှုတိုက်ဖြတ်ရေးဥပဒေနဲ့ဆက်ပြီးအရေးယူမယ်လို့ဆိုထားပါတယ်ရှင်။ကျမနွယ်နွယ်ပါ။